ကျွန်တော်တက်ဆိုင်ဝန်ကြီးဌာနတွေရောက်ရှိလာတဲ့ဆင်းရဲကြည့်တဲ့အခါမှာတော့ကုသရလောင်း9000ကျော်ကျွန်တော်ရှိပါတယ်။အဲဒါနဲ့တချို့အားတွေလည်းအဲအချမ်းချင်းကြည့်တဲ့အခါမှာလည်းအတိုင်းပြန်ကြောင်းအဲပတ်သက်တာလို့တခြားကိစ္စအတိတဲ့ရည်စွန်းတာတွေ့တဲ့အခါကျတော့ချို့အားလည်းအပြောင်းလဲတော့ဒါရှိနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့အဲဒီရုပ်ကောက်ပွဲတော့ဟိုတော်တော်အားကောင်းတဲ့ရုပ်ကောက်ပွဲတစ်ခုဖြစ်မလို့ကျွန်တော်တို့ပြောလို့ပါ။အားအားလာချီတက်တည်ဆောက်မယ်။ နေချင်းစပွဲဗမာပြည်ဟာအဲ့ဒါပဲမအားလာကိုထောက်ခံတဲ့ကောင်တွေဥပေါင်းအားပေးတဲ့ကောင်တွေမအားလာလမ်းကမှหนีတယ်လို့ထင်တဲ့မအားလာလမ်းหนีကောင်တွေအကုန်လုံးမင်းတို့အားလုံးဟာလဲဗမာပြည်ကြီးကိုကွစ်တရွတ်ကျွန်ဖြစ်ရခြင်းရဲ့တရားခံတွေကြီးပဲလေးစားပါ အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့เนาะသုံးစံတိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့เนาะပပရဲ့ဗီဒီယိုဖိုင်ကိုပဲနားထောင်ကြည့်လိုက်ရအောင်เนาะတိုင်းတာနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံပုံများလဲဖြစ်နေတာကိုပဲပြောဖို့လို့ကြဖို့ဒါပြောချင်ပါမဖြစ်ပြန်တော့လဲရှောက်ပြောပြီးတော့ကလုံးလို့မရပါဘူးဟင် ဒါကြောင့်ကျွန်တော်တို့ဒါကိုလေဟဲ့လားဥတိချက်မှန်တာတောင်နဲ့အဲလုတ်ဖို့ကျွန်တော်လိုရပါတယ်ဒီမှာလည်းကုနာအာကျွန်တော်တို့ဒီတိုင်းရင်းသားနေပတ်သက်ပြီးတော့တောင်းဆိုချက်တွေလုပ်တဲ့အခါမှာနိုင်ငံရေးအစီအစဉ်ဖြစ်တဲ့လွှတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါဒါကြောင့်ကျွန်တော်စပြီးတော့ဒီဟာနဲ့ပတ်သက်စဉ်းစားတဲ့အခါမှာဒီအချို့ကြကိုစားပြုစနစ် ဒီတော့ဘူးကျွန်တော်တို့ကကျွန်တော်ဒီဒါလေးကျွန်တော်စဉ်းစားခဲ့ပါအဲတော့ကျွန်တော်ပြီးခဲ့တဲ့ဟလာဒီရွက်ကွက်ပဲရတာတွေကိုလည်းအသုံးတက်ပြီးတော့မှဒါပေမဲ့ရွက်ကွက်ပြလို့ရှိရင်တော့ဒါရွက်ကွက်ပဲပုံစံလေးပြောင်းလို့လုပ်ကြမယ်ဆိုပြီးကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါလည်းပါတီနိုင်ငံရေးပါတီတွေအားလုံးသဘောတူညီချက်နဲ့လုပ်တာဖြစ်ပါတယ်အဲတော့ဒါမှဒီဇင်ဘာ28ရက်နေ့မှာရွက်ကွက်ပဲကျွန်တော်လုပ်ပါမယ်စီးပေးထားတဲ့အားလုံးပေါင်း ဝင်ဖို့တဲ့အလုံးပါ58ပါတီရှိပါတယ်။တနင်္ဂနွေလုံးဝင်ပြိုင်မှာ6ပါတီနောက်တော့ပြည်내တိုင်းဒေသကြီးတွေမှာဝင်ပြိုင်မှာ58ပါတီ58ပါတီရှိပါတယ်။ကျွန်တော်တို့စစ်စစ်လို့စစ်စစ်ဖို့အတွက်ကျွန်တော်တို့တက်ဆိုင်ဝန်ကြီးဌာနတွေရောက်ရှိလာတဲ့ဆင်ရကြည့်တဲ့အခါမှာတော့ကုဒရလောင်း9000ကျော်ကျွန်တော်ရှိပါတယ်။အဲဒါကြောင့်လည်းတချို့အားလည်းအဲအချမ်းကြီးကြည့်တဲ့အခါမှာလည်းအတန်းပြေချမ်းနဲ့ပတ်သက်တာတို့တခြားကိစ္စအတိတွေနဲ့ ညီဆွေနာတွေ့တဲ့အခါကျတော့သူကလည်းအပြောင်းလဲတော့ရှိနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ဒီရုပ်ကောက်ပွဲတော့တော်တော်အားကောင်းတဲ့ရုပ်ကောက်ပွဲတစ်ခုဖြစ်မလို့ကျွန်တော်တို့ပြောလို့ပါကျွန်တော်ကလည်းအားပေးပါတယ်။တော့ကြပါဘူး။ကျွန်တော်ဒါနဲ့ပတ်သက်ပြီးလဲ free and fair ဖြစ်တဲ့ရုပ်ောက်ဝယ်ဖြစ်ဖို့ဖြစ်ရမယ်ဆိုပြီးကျွန်တော်ပြောပါတယ်။ပြီးခဲ့တဲ့ရုပ်ောက်ဝယ်300မှာအတွေ့အကြုံရမဲမတမမှုတွေဖြစ်ခဲ့တာဒီ ဟဲ့ကုဒီမဲသမားနဲ့ပြေးတဲ့ဟာမှာတော်လေးပြဿနာတက်ပါတယ်။နောက်ကျူတီမဲဒီမှာပြဿနာမျိုးစုံတက်ခဲ့ပါတယ်။ဒါကြောင့်ဒီဟာကိုမတားရမဖြစ်အောင်ဆိုပြီးတော့မြန်မာ electronic voting machine ကျွန်တော်ကိုယ်တိုင်မဲ့ဒါအကြေကြီးစီစစ်ပြီးတော့မှဒီတိုင်းလောက်ပါပတ်စံကွန်ယူလက်ကုန်စီဆိုပြီးတော့ကျွန်တော်တို့တာဖြစ်ပါတယ်။မနေ့ကတက်ဆိုင်ပုံကိုတချို့တွေကျွန်တော်ပြပါတယ်။နော်ဘလို့မှမဲလင်းစာအကြောင်းမရှိပါဘူး။မတမမို့လို့စာလုံးနေတာအကြောင်းကိုမရှိဘူး။ကျူတီမဲလေကန့်တက်ချက်တွေလို့ဆိုကျွန်တော်လုပ်ထားပါတယ်။ ။ဒါကြောင့်ဒီဟာတော့ဟဲ့လားရုပ်ောက်ပွဲတော့အောင်မြင်တဲ့ရုပ်ောက်ပွဲကိုဖြစ်နေမယ်လို့ဟဲ့လား free and fair ဖြစ်တဲ့ရုပ်ောက်ပွဲဖြစ်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲကျွန်တော်ပထမကြိမ်မှာတော့တရားနဲ့နှမျိုးနေပေါ့။ဒုတိယကြိမ်မှာတရားကျွန်တော်လုပ်ပါမှာ။ကျန်တဲ့မျိုးနေတွေကတော့ဟဲ့လားတတိယကြိမ်မှာကျွန်တော်လုပ်ပါမှာ။ရန်တော်ပြည့်တော့မရဘူးဆိုတော့ကျူတင်ကျွန်တော်ဝန်ခံထားပါနော်။ရန်တော်ပြည့်တော့ရုပ်ောက်ပွဲ၃ရက်လို့မှလည်းရန်တော်ပြည့်မလုပ်နိုင်ခဲ့ပါဘူး။ရုပ်ောက်ပွဲကိုရန်တော်ပြည့် ဒါမလို့နေတော့မှကြံတဲ့အကြောင်းမူရောမလို့နေတဲ့ယူကောက်ပွဲကိုလည်းနောက်လာမဲ့အစိုးရနဲ့ယူကောက်ပွဲကွန်ရှင်အနေပြီးတော့ဂျာပြယူကောက်ပွဲလုပ်တဲ့ခါကျရင်ဒါဖြည့်ဆည်းပြီးတော့မှဒါအလိုပြည့်စုံလို့ကိုကျွန်တော်တို့ဒါလည်းစဉ်းစားဆားရတဲ့ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ပြောလို့ပါဘုဒ္ဓဆိုရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်အလားလမ်းကမှာနီးတယ်လို့ထင်တယ် မအားလာလန်နီးကောင်းနေအကုန်လုံးမင်းတို့အားလုံးဟာလဲဗမာပြည်ကြီးကိုကွစ်တရုတ်ကျွန်ဖြစ်ရခြင်းရဲ့တရခံတွေကြီးပဲမင်္ဂလာပါဗျအပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ကျွန်တော်ဘိုးတော်စော်ရဲ့တယောကဗျာတယောစာတယောသခြင်းကဏ္ဍမှာဒီတစ်ပတ်အလဲကြလာတဲ့ကဏ္ဍလေးကတော့တယောစာကဏ္ဍတင်ပြမှာဖြစ်ပါလေဒီနေ့ရွေးချယ်ထားတဲ့တယောစာလေးနာမည်ကတော့ကျွန်ဆက်လို့ အမိပေးထားပါလေနတ်စင်ကြီးတဲအောင်ပါဗျာကျွန်ဇက်ဗမာပြည်ကိုကွတ်တရုတ်သိမ်းသွားပြီမအားလာလုံးလိုက်မှဗမာပြည်ဟာကွတ်တရုတ်ကထဆိုထထိုင်းဆိုထိုင်းရတဲ့ဘဝလုံးဝရောက်သွားပြီမအားလာဟာသူ့ထိုင်းကုံအာနာတင်းရဲ့အတွက်တိုင်းပြည်ကိုကွတ်တရုတ်လက်ထဲထိုးအပ်လိုက်ပြီကွတ်တရုတ်ဟာ ဗမာမြေတွေမြစ်တွေတောင်တွေပင်လယ်တွေတယံဇာတတွေအကုန်လုံးစိတ်ကြိုက်ချဲလဲခြင်းတလို့ချဲလဲလုံနိုင်ဖို့အတွက်မအားလာကိုလူမိုက်မွေးလိုက်ပြီတိုင်းပြည်လွတ်လပ်ရေးကိုကာကွယ်ဗမာကျွေးကြော်နေတဲ့ဗမာတပ်မတော်ကြီးဆိုတာဟာလေကွေးတီကိုအကျိုးစီးပွားကိုအသက်ပေးကာကွယ်ကြမယ်တပ်မတော်တွေဖြစ်သွားပြီဒါမှမယ်ဗမာပြည်ကြီးဟာလေစနစ်တကျဖြည့်ဆည်းခံထားရပြီလူတွေရဲ့စိတ်ဓာတ်တွေအတွေးအခေါ်တွေ အမှုအကျင့်တွေအားလုံးနှိမ့်ကြသွားအောင်အချိန်ယူပြီးဖြည့်ဆည်းခံထားရပြီ မစည်းလုံးမညီညွတ်အောင်အချင်းချင်းသွေးကွဲအောင်အမုန်းတွေအာဃာတပြီးအုံမြင့်ချခံထားရပြီအကျိုးစီးပွားလောဘအတွက်ဆိုအားနှစ်ခုတိုက်တူးရဲအောင်အိမ်ပြည်ကိုတောင်းရုံစာရဲအောင်ငွေဆက်အသွင်းခံထားရပြီမအားလာဟာကွဋ်တေကိုအားကိုးနဲ့ ကွစ်တီယိုရဲ့ဇောဘွားအဆင့်နယ်ပဲတိုင်းပြည်အာဏာကိုဆက်လက်ချုပ်ကင်ဖို့လုပ်နေတယ်။အဲ့လိုလုပ်နိုင်ဖို့မအားလာဟာကွစ်တီယိုကသူ့ကိုလူမိုက်မွေးတယ်လို့သူကလည်းလူမိုက်ပြီးပြန်မွေးလာပြီ။ဒါမှမဟုတ်ရက်တွေရွာတွေမြို့တွေနယ်တွေပြည်နယ်တွေမှာဆိုင်ရာလက်နက်ကင်အဖွဲ့လူမိုက်တွေကြီးစိုးကြတော့မယ်။ရက်ွက်တွေလမ်းတွေမှာတောင်းလမ်းမတော်ဖိုးတုတ်လို့လူမိုက်တွေ တရားဝင်မိုက်ခွင့်ရတော့မယ်။ဥပဒေဆိုတာတနပ်ပြောင်းဝဖြစ်တော့မယ်။ဆိုင်းရလက်နဲ့ไก่တွေကဗဇက်ကဥပဒေဖြစ်တော့မယ်။မဟာလဟာဥကိုသာမဆန့်ကျင်မတော်လာနဲ့ကျန်တာကြိုက်တာလို့ဆိုပြီးအပေးအယူလုပ်တော့မယ်။ဗမာပြည်ကိုအပိုင်းပိုင်းအထစ်ထစ်ခွဲပြီးလက်နဲ့နဲ့အုပ်ချုပ်ကြတော့မယ်။အနေစားအချောင်နဲ့လူတစုနဲ့ဒုက္ခပင်လေဝေမဲ့ဤသူလူတို့ လူဒန်းစားနှစ်ခုကစင်းရဲချမ်းသာအယံဝါဟဝါကြတော့မယ်အဲ့ဒါမအားလာအခုရှောက်နေတဲ့လမ်းပဲမအားလာချီတက်တီဆောင်မဲ့နေจิตစပွဲဗမာပြည်ဟာအဲ့ဒါပဲမအားလာကိုထောက်ခံတဲ့ကောင်းတွေဥပုံအားပေးတဲ့ကောင်းတွေမအားလာလမ်းကမှနီးတယ်လို့ထင်တဲ့မအားလာလမ်းနီးကောင်းတွေအကုန်လုံးမင်းတို့အားလုံးဟာလည်း ဗမာပြည်ကြီးကိုပွတ်တရုတ်ကျွန်ဖြစ်ရခြင်းရဲ့တရားခံတွေကြီးပဲဒါမှမဟုတ်ကျေးဇူးတင်ပါတယ်ကျွန်ဆက်လို့အမိရပါတယ်ဘုလို့ဆိုဘူလက်သားဆူရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်အောင်နော်လေးစားပါတင်းရအော်တိုဘတ်ဆန်ကားပေါ့နော်ဘုဒ္ဓဟူးနေ့ SCA ဆက်နှစ်ပြည့်ပေါ့အဲ့မှာကျွန်တော်ကဘာပြောချင်လဲဆိုတော့ ဟိုမြန်မာနိုင်ငံလားတိုင်းနိုင်ငံတော်တချင်းရတယ်ဗျ။เนาะဗမာတည်းလည်းရတယ်၊ကချင်ကရကရင်ချင်းတို့လည်းရတယ်။နိုင်ငံတော်တချင်းကိုလူတိုင်းရမြန်မာနိုင်ငံသားဆိုရပြီ။အဲ့မှာပါပါလဲ။ပြည်တော်စုကိုအသက်ပေးလို့ဒုက္ခကွယ်မလီဓာတုပြည်ဓာတုပြည်တို့ပိုင်နေမြည်။အဲ့ဒီတပိုက်ပါလဲ။ဒီပြည်တော်စုမပြုတ်ကွယ်အောင်တစ္ဆာဆိုလိုက်တာ။ဒီတချင်းရတဲ့လူတိုင်းကဒီလူတစ္ဆာဆိုဘူးတယ်။ အဲ့တော့ဒီ AA ဆိုတဲ့ကောင်ကပြည်အောင်စုကခွဲထမဲ့ကောင်အာမလီဒီပြည်အောင်စုကခွဲထမဲ့ကောင်သွားပေါင်တာအေယာဝတီဗဒတ်တရောဟိုမှာအညာဗဒတ်တရောရောဗဒတ်တရောချင်းနေရောသွားပေါင်တာအင်းပေါင်ပြီးတော့သူတို့စီကလက်နဲ့ယူပြန်တိုက်ရင်ရာအာနာစင်ကိုတိုက်ထုတ်တာခမားကိုကိုွယ်တယ်နော်ခမားခိုးချင်တိုင်ခိုးလို့ရအောင်လုပ်ပေးတဲ့အာနာစင်ကိုကျွန်တော်တို့ကတော်ထာနာခွိတာရဲ့ဟုတ်ဒါဟုတ်ရဲ့လား ကကရေးဆိုလဲကွာပေါ်နိုင်ငံထူထောင်ဘက်ကောင်ကွာမော်နဲ့သွားတွေ့တာမြင်းကြံပတ်တည်းရောဘာညာနိုင်ငံတော်တချင်မရဘူးလားကဲညူဆိုလဲဒီတိုင်းပဲကွာထူဝင်းတော့ကောသူလေးတိုင်းပြီဘာညာလာပြောနေအဲ့မှာသွားပြီးအသေးခံတဲ့ကောင်အများကြီးပဲအပြံသူကခွတ်တဲ့ဘက်ကောင်တွေကိုခင်ဗျားတို့နိုင်ငံတော်တချင်ရတဲ့ကောင်တွေကဘာလို့သွားတာတော့ရခိုင်အေးဆိုရင်ခင်ဗျားထွန်းပြနေလက်ထက်မှာ တော်တော်အယူထားခင်ဗျသူ့လက်တော်တဲ့ကောင်အများကြီးမှကျွန်တော်တို့ဆရာဥသိဥဖို့ဆိုတာမြန်မာပြည်မှာပထမဦးဆုံးအမှုမျိုးသိပ္ပံပညာရှင်ပွဲရတာနော်အဲ့ဒါစစ်သက်ကတို့မှနီးကြဗျစစ်သက်ကတို့မှပမောက္ခနဲ့လာပြီးတော့ဘူလောင်းတွေကိုလက်ကျင်ပေးတာအာ तू ကအမှုမျိုးသိပ္ပံပညာရှင်မြန်မာကြီးမှာပထမဦးဆုံးအာ तू ကခင်ဗျခွတ်ထွက်ရေးတွေပါဘာမှမပြောဘူးနိုင်ငံတော်ကောင်းဖို့ပဲလုပ်တာဒေါက်တာဦးသက် တချို့ပညာရှင်တွေတချို့အတိုင်းရင်းသားတွေကသူတို့အနေအစားချောင်ဖို့ပပရဲ့ပေါ်မှာတဲ့လူတွေအများကြီးပဲအများကြီးမှအများကြီးပဲကားဦးဆိုမြန်မာပြည်ရောပထမဦးဆုံး plastic surgery ခွဲစိတ်ကူတာညနာရီပါတဲ့အဲ့လိုပထမဦးဆုံးဘွေးရတဲ့ပုံကိုအင်မတန်ထူးချွန်တဲ့ရခိုင်နေဗျအဲ့သူတို့ကခွဲထွက်ရေးတွေပါဘာမှမပြောဘူးအင်း ထွန်းပြိုင်လိုက်လဲတော့မှဒီလိုဖြစ်လာတာအဲ့တော့ဖြစ်လာတာကိုတွားပြီးတော့ပေါင်းတဲ့ကောင်တွေကဘာကောင်တွေလဲအဲ့ကောင်နိုင်ငံတော်ချင်းမရဘူးလားတိုက်မနိုင်လို့ပြည်အောင်စုအသက်ပြီးပြီးကာကွယ်ရမလီကျွန်တော်တို့ကဒါတို့ပြည်ဒါတို့ပြည်တို့ပိုင်နေပြီတတ်တမတော်ပြောနေတာတို့တော်အရေးဆုံးမလားဒါပြည်အောင်စုမပြိုကွဲဆိုနံပါတ်1လीအဲ့ဒါသဘောပေါက်ဖို့လိုတယ် နိုင်ငံတော်တချင်းဆိုတဲ့လူတိုင်းသဘောပေါက်ဖို့လိုတယ်။အင်း။ဟိုတစ္ဆာစုမယ်။တစ္ဆာစုမယ်။တစ္ဆာဆိုတာစုတတ်တယ်။ဟိုတစ္ဆာစုမယ်။တစ္ဆာစုမယ်။တစ္ဆာဆိုတာစုတတ်တယ်။အဲ့ဒီလားပြောတာ။လေးစားပါ။ငါတို့ကတော့ပင်ရလို့တော်လှန်ခြင်းတော်လို့တော်လှန်တာမဟုတ်ဘူး။မတရားမှုကိုတော်လှန်တာ။ဘာဖြစ်လို့ကျွန်တော်တို့တော်လှန်တာလဲ။ မင်းအောင်တိုင်းအာနာစင်ဥချုံမာနော်အဲ့ဒီစစ်ပြုတ်တီနော်ဖတ်တီအစင်းတွေကခိုးလို့ရတာသူတို့ခိုးလို့ရအောင်လေအခုရွေးကောက်ပွဲအတဲ့အတန်လုပ်တာမတရားမှုကိုတော်လာနာစစ်တပ်ကိုတော်လာနာမဟုတ်ဘူးအာနာစင်စနစ်ကိုတော်လာနာခွေတာ